အားလုံးပဲမင်္ဂလာပါ The Book Shop Miso YouTube Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။အဲဒီနေ့က Miso review တစ်ခုပေးမယ်ပေါ့နော်။ဒါပေမဲ့ဒီနေ့ပေးတဲ့ review ကြတော့စာအုပ် review မဟုတ်ဘူးပေါ့နော်။ဒါဒီလက်တလောမှာ Miso လှုပ်ဖြစ်နေတဲ့နားထောင်ဖြစ်နေတဲ့ အဲအကြောင်းအရာလေးဒီစောင်းနဲ့တော့ပတ်ပတ်သက်တာပါเนาะအဲအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မိဆိုအား sharing လုပ်ပေးချင်တာပါအာဒီ2018ခုနှစ်နောက်ပိုင်းမှာဆိုလို့ရှိရင်အာ movie recap day book recap day ခစ်စားလာတယ်ပေါ့เนาะရုပ်ရှင်တွေဆိုလို့ရှိရင်လည်း5မိနစ်ထဲနဲ့ဒါအာရုပ်ရှင်တကားလုံးကိုအတူချုံပြီးပြောတာတွေနောက်တစ်ခါစာအုပ်ဆိုလို့ရှိရင်လည်းမိနစ်30မိနစ်30လောက်နဲ့အဲအချင်းချုပ်ပြီးတော့ အာဖတ်ပြပြောပြတယ်ဟော audio တွေ application တွေရှိလာတာဒါလူတိုင်းသိပဲပေါ့အမ်ဟိုဟိုဟာပေါ့နော်အဒီ9မိနစ်စာအမ် movie review တွေရရောအဒီဇက်ကတစ်ခုလုံးလုံလောက်ရဲ့လားပြည့်ရခါကြတော့ဒီစာအုပ်ကိုအချင်းချုပ်ပြန်ပြောပြတဲ့ book summary application တွေဒီ audio တွေရရောအာဒီစာအုပ်တအုပ်လုံးစာကို ဟိုခြုံငုံမိဖို့အတွက်လုံလောက်ရလားဆိုတာကိုအရင်ဆုံးအဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကိုမျိုးဆိုတာမေခွန်းထုတ်ချင်တယ်ဗောနော် အဲဒီ book summary channel တွေ application တွေကတကယ်ကအာစာဖတ်သူတွေကိုအကျိုးသက်ရောက်မှုရှိလားဆိုတာကိုမျိုးဆိုတာသိချင်တာပေါ့နော်အာဒီအခုတလောအတွင်းမှာတော့မျိုးဆိုကအားလုံးကိုလည်းအာရှေ့ရှေ့ဒီမှာတော့ပြောထားတယ်အဲမျိုးဆိုစာအုပ်သိမ့်မဖတ်ဖြစ်ဘူးပေါ့နော်စာအုပ်သိမ့်မဖတ်ဖြစ်ဘူးဆိုရင်မှဂျားထဲမှာအာဒီတစ်နှစ်လောက်တော့အတွင်းမှာမျိုးဆိုကိုယ်တိုင်လည်းအဲဒီ audio book လေးတွေတော့ကြိုကြာကြိုကြာနားထောင်ဖြစ်တယ်ပေါ့ဒီ audio book တွေဆိုတာကကိုကစာအုပ်ကိုဂိုင်ဖတ်ထားစရာလည်းမလိုဘူးကိုခီးသွားနေတဲ့ ဲ့ပဲဖြစ်ဖြစ်အာကိုအလုပ်တစ်ခုလုပ်နေရင်လည်းပဲဖြစ်ဖြစ်အာဒီ audio book လေးတွေပြန်ဖွင့်ထားလို့ရတယ်ပေါ့အာဒါကကိုစာအုပ်ထိုင်ဖတ်နေတာထပ်စားလို့ရှိရင်တော့ အာဟိုမဖတ်ဖြစ်ဘူးဆိုလို့ရှင်တော်ဝတ္ထုတိုလေးတစ်ပုတ်ဖြစ်ဖြစ်အမ်ဒီအက်ဆေးလေးတစ်ခုဖြစ်ဖြစ်ကကိုယ်ကောင်ထဲကိုဝင်ဝင်လာတယ်ပေါ့နော်မိနစ်15မိနစ်မိနစ်20လောက် အချိန်ပေးရုံနဲ့ဒါဝတ္ထုတိုလေးတွေအက်ဆေးကလေးတွေဒါမျိုးဆိုတော့နားထောင်ဖြစ်တယ်အမ်ဒါပေမဲ့အခုဒီစစောရံပြောခဲ့တယ်လို့ပဲဒီဆောက်အကျဉ်းချုပ်တွေအဲဆောက်အနစ်ချုပ်တွေဒီ movie recap တွေကအာတကယ်အသုံးဝင်လားဆိုတာကိုမိဆိုကသိချင်တဲ့အတွက်ကြောင့်မလို့မိဆိုကအခု book summary တွေကို ပြောပြတဲ့အဲဒီ channel လေးတွေကိုမျိုးဆိုနားထောင် ဖြစ်တယ်ပေါ့နော်အဥမာအားဖြင့်အဲဒီဟိုဘာ way power မြန်မာဆိုလို့ရှိရင်တော်တော်များများသိကြမယ်ထင်တယ် way power မြန်မာရှိမယ်မြန်မာနိုင်ငံမှာဆိုလို့ရှိရင် reader paradise ဆိုလို့ရှိရင်လည်းအဲဒီစာအုပ်အနစ်ချုပ်လေးတွေကိုဖတ်ပြရတယ်နောက်တစ်ခါ shui note application shui note channel ဆိုလို့ရှိရင်လည်းတော်တော်များများအသိမဲ့ထင်တယ်သူဆိုလို့ရှိရင်လည်းအနိုင်ငံကျော်စာအုပ်တော်တော်များများကဘာကျော်စာအုပ်တော်တော်များများ best seller စာအုပ်တော်တော်များများကိုသူက summary အနေနဲ့အဖတ် တ်ပြထားတယ်ပေါ့နော်နောက်ခုကကျတော့ curie curious insider ပေါ့နော်ဒါကကျတော့အာ channel တခုသူကကျတော့သူရဲ့ lifestyle တွေကိုလည်း sharing လုပ်တယ်အဲဟိုပါပေါ့နော်မဆုဖုံးမှုတနေသူကကျတော့ curious insider ဆိုတဲ့ channel လည်းရှိတယ်မေဆိုကအခုအာဒီ sound မဖတ်ဖြစ်တဲ့အတော်အတွင်းမှာခါကျတော့ကိုယ့်ရဲ့အာစိတ်ကလေးကလည်းဒီ sound ဖတ်ခြင်းနဲ့စိတ်ဖတ်ကိုသွားနေတယ်ဒါမှလည်းအချိန်မပေးနိုင်ဘူးဆိုတဲ့အချိန်မှာခါကျတော့ဒီအဲ channel လေးတွေကနေမေဆို book summary လေးတွေမေဆိုနား ားထောင်ဖြစ်တယ်ပေါ့နားထောင်ဖြစ်တယ်ဆိုတဲ့အချိန်မှာမိဆိုဒီနေ့အဓိကပြောချင်တဲ့အရာကအဲ့ဒီရဲ့ channel တွေထဲမှာမိဆိုဟိုဒီ book summary channel တွေထဲမှာမှာမိဆိုသဘောကျမိတဲ့ channel လေးတွေကိုမိဆိုကပြောပြပေးချင်တာဖြစ်တယ်ပထမဆုံးမိဆိုပြောပြချင်တဲ့ဟိုဟာပေါ့ channel တွေကခါကြတော့ ဟိုဟာဖြစ်မှန်ရွှေနှုတ်ရွှေနှုတ်ကကြတော့သူက application လည်းရှိတယ်အဲသူ free usage အနေနဲ့လည်းတုံးလို့ရတယ်ဒါပေမဲ့ premium ဆိုလို့ရှင်တော့ပိုကောင်းတာပေါ့နော် premium ဆိုတော့ပိုကောင်းတာပေါ့ဆောက်တော်တော်များများကိုဟို ဟိုသူဖတ်ပြထားတယ် summarize လုပ်ထားပေးတယ်သူရဲ့တင်ဆက်ပုံကြတော့တမျိုးလေးသူကဒီစာအုပ်ရဲ့အကျိုးအပြစ်တွေကိုပြောမယ်ဒီစာအုပ်မှာရရှိနိုင်မဲ့အကျိုးကျေးဇူးတွေဘာဘာကြောင့်လို့ဒီစာအုပ်ကိုဖတ်သင့်လဲဆိုတာတွေကသူကအရင်အနှစ်ချုပ်ပြီးတော့ပြောမယ်ပြင်ခါကျတော့စာအုပ်တခန်းချင်းစီမှာပါတဲ့အကြောင်းအရာတွေကိုသူကအနှစ်ချုပ်ပြီးတော့အာတင်ဆက်ပေးတာပေါ့အာစာအုပ်ကို ကိုက အများကြီးအဲတအုပ်လုံးကိုမဖတ်နိုင်ရင်တောင်ဒီစာအုပ်ရဲ့အနှစ်အရသာကဘာ ပြောချင်တာကဘာဆိုပြီးတော့ခါကြတော့သူကအာသူဟိုဖတ်ပြပေးတာဗောနော်တင်ဆက်တဲ့သူတွေကလည်းတယောက်နဲ့တယောက်မတူဘူးအာဆိုတော့ဒီရွှေနှုတ်ကကြတော့ဘက်ဆယ်လာစာအုပ်တော်တော်များတယ်အာစာပုံစံအနေနဲ့ဟိုဟိုပါဗော စားပုံစံအနေနဲ့နားထောင်ချင်တဲ့သူတွေအဲဒီစောက်တအုပ်လုံးမှာပါတဲ့အနှစ်အယတာတွေကိုသိချင်တဲ့သူတွေဆိုလို့ရှိရင်ခါကျတော့ဒီရွှေနှုတ်ရဲ့ဒီ book summarize channel လေးတွေကိုနားထောင်တင်တယ်ပေါ့နော်သူက application လေးရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဟာပေါ့ YouTube မှာ channel လေးတွေအရင်ရှာပြီးတော့နားထောင်သင့်တယ်။သူကကြတော့တချို့ ਆ ဆိုမိနစ်30တချို့ ਆ မိနစ်40ပေါ့နော်။ဖန်ဖန်နဲ့ဒါအချိန်လွန်သွားလို့ရှင်တော့မိနစ်40ကျော်လောက်ထိကြာသွားတာတွေလည်းရှိတယ်။ Meso ကအဲ့ဒီ Yeshwin Note application ကဘာနားထောင်ဖြစ်လဲဆိုလို့ရှင်ရင်ဒီအမျိုးသမီးတွေအတွက်ဖတ်ပြထားတဲ့ Have the Sky ဆိုတဲ့ စာအုပ်လေးကိုသူတို့ဖတ်ပြတော့တာတော်တော်ကောင်းတယ်ပေါ့နော်ကိုရိုင်းကဒီ book review summarize လေးကိုတိလိုက်ရတဲ့အချိန်မှာ စာအုပ်ကိုလည်းကိုရိုင်းဝယ်ဖတ်ချင်စိတ်ပေါက်သွားတယ်ပေါ့နော်အရှိကြီးဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းအများကြီးဖတ်ချင်တယ်ဆိုလို့ရှိရင်လည်းသူတို့ရဲ့ application မှာ premium download နဲ့ premium ဟိုဟာ user အနေနဲ့ကိုကဖတ်လို့ရတယ်ပေါ့ဟိုမေဆိုကတော့ဒါ premium เนาะမတုံးဖြစ်သေးဘူးအခု book summarize channel လေးတွေကိုရှာပြီးတော့ပဲနားထောင်ဖြစ်နေရပါတော့နောက်တစ်ခါကျတော့ ေပါဝါမြန်မာဝေပါဝါမြန်မာကအရင်ကတည်းကမေဆိုအော်ဒီယိုဘုတ်နားထောင်ကတဲ့ကအရင်နေပြီးသားအတန်ပဲသူကအတန်ပါဝါအရန်အားကောင်းတယ်အဆွဲဆောင်မှုအားကောင်းတယ်ဆိုတော့ခါကြတော့ sound အုပ်ကိုနားထောင်တယ်ဆိုလို့ရှိရင်သူကကြတော့သူရဲ့တင်ဆက်ပုံကကြတော့ဥပမာဥပမေးရတယ်နဲ့သူကရှင်းပြတာကိုကဒါလုပ်မယ်ဆိုလို့ရှိရင်သူကစာအုပ်မှာရေးထားတဲ့အချင်းချုပ်ကဒီလိုဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အာဒီဟာလောက်ရင်ဒါဖြစ်မယ်ဆိုပြီးတော့ခါကြတော့သူကဥပမာဥပမေးရတယ်နဲ့သူကကြတော့တင်ဆက်တာ ဒါဝေပါဝါမြန်မာရဲ့တင်ဆက်ပုံတင်ဆက်နေတမျိုးပေါ့နော်ဒါပေမဲ့ဝေပါဝါမြန်မာမှာကျတော့မေဆိုးကြိုက်မိတဲ့အချက်ကအတန်ပါဝါအရန်ကောင်းတယ် ဆွဲဆောင်မှုအားကောင်းတဲ့အတွက်ကြောင့်မလို့လူကို အဆုံးထိနားထောင်ချင်စိမ့်ဖြစ်မိစေတယ်ပေါ့နော်အဲဒီ way power မြန်မာဆိုလို့ရှိရင်မေဆိုက the atomic habit ဆိုတဲ့အဝါလေးကို နားထောင်ဖြစ်တယ်သူမကအမှုကျင့်တွေအေးပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်ဘလို့ဆလုပ်တဲ့နဲ့ဆိုတဲ့ဟာကိုကလေအဲ့စားကိုနားထောင်ပြီးတော့ခါကြတော့အဲဒီစောက်တအုပ်လုံးကိုကွာမေဆိုကအများကြီးဖတ်ဆရာမလို့လိုက်ဘူးအနှစ်ချုပ်ကိုတိလိုက်ပြီးဆိုတာနဲ့ဩငါတော့အဲဒီလိုအကျင့်လေးတွေဆိုလို့ရှိရင်ဒီလိုပြောင်းလို့ရပါလားဆိုတဲ့ဥစားကလေးတွေနဲ့မေဆိုထားခြုံငုံသုံးသပ်မိ တယ်။ဒါဝေပါဝါမြန်မာရဲ့တင်ဆက်ပုံကိုမေဆိုမြင်မိသလောက်ပေါ့နော်။ဟိုဆွဲဆောင်မှုအားကောင်းတယ်။အာအဆုံးထိဖက်ဖက်ချင်လာအောင် သူကအာဆွဲဆောင်နိုင်တယ်ဖက်ပြသွားနိုင်တယ်။နောက်တစ်ခုကကြတော့ ဟိုဟာ curious insider ဗောနော် curious insider curie ဗောနော် curie လို့လည်းခေါ်တယ်သူကကြတော့အာမဆုဖုံးမှုကအာ business level level မှာဆိုလို့ရှင်လည်းမိစရိုအာအမျိုးသမီးဆုံးတီထွင်သူတယောက်အနေနဲ့ကိုရီးယားလေးစားအားကြရတဲ့သူတယောက်ဗောနော်သူကကြတော့သူရဲ့ support ပုံ support ပြနေကတမျိုးသူကမိနစ်30ပဲပေးစာဖတ်ပြပေးမယ်မိနစ်20ပဲပေးစာဖတ်ပြပေးမယ်ဆိုပြီးတော့ခါကြတော့သူကြိုက်တဲ့စာအုပ်တွေ best seller စာအုပ်တွေ တော်တော်များများ ပဲသူအနစ်ချုပ်ပြီးတော့ခါကြတော့ mind map တွေနဲ့ပုံဖော်သွားပြီးတော့သူဖတ်ပြပြီးတော့တကယ် key point တွေကဘာကိုဆိုလိုတယ်ဆိုတာကိုသူ့ရဲ့ကိုယ်တွေ့အဖြစ်အပျက်တွေနဲ့ရှင်းပြီးတော့သူကဖတ်ပြသွားပြီးတယ်ပေါ့သူရဲ့အာဒီ book summarize တွေဆိုလို့ရှိရင် တော်တော်များများမှာကအာမိနစ်30ကျော်ပေါ့နော်မိနစ်30ကျော်မိနစ်20ကျော်တွေအဲဆိုတော့သူရဲ့ကိုတွေ့ရင်းနဲ့ရှင်းပြီးတော့ပြောပြပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ အဲဒီ curious insider ကလည်းအဲ book summary တွေထဲမှာဆိုလို့ရှိရင်ဖတ်လို့နားထောင်လို့ကောင်းတဲ့ channel တစ်ခုပေါ့နော်ဒီတော့ book summarize channel တွေကိုအဟိုဒီ၃ခုကိုမေဆိုကပြောသွားခဲ့တဲ့အချိန်မှာမေဆိုအနေနဲ့ဘယ် channel ကိုသဘောကျဆုံးလဲဆိုလို့ရှိရင်တော့မေဆိုက curious insider ဆိုတဲ့အဲဒီဒီ channel လေးကိုမေဆို book summarize ဖတ်ပြပေးတယ်မဆူဖမိုမီဆိုတာပို့သဘောကျမိတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမီဆိုကကြတော့အဲ့လိုကိုတွေ့နဲ့ရှင်ရှင်ပြီးတော့ကိုတိုင်းနဲ့ book review ပေးတဲ့အခါမှာကိုကိုတိုင်းရဲ့အတွေ့အကြုံနဲ့ရှင်ရှင်ပြီးတော့ပေးလေးရှိတယ်ဆိုတော့ဒါကပုံစံချင်းတူတယ်ပေါ့ တယောက်နဲ့တယောက်ကတော့မတူနိုင်ဘူးပေါ့နော်တချို့ကျတော့စာပေပုံစံနဲ့ဖတ်ပြတဲ့ဟာဆိုလို့ရှိရင်လေအဲဒီ Shui Note app ကိုလည်းရွေးလို့ရတယ်ဒီ channel ကိုလည်းသွားနာထောင်လို့ရတယ်တချို့ကကျတော့အတန်ပါဝါအားကောင်းကောင်းနဲ့အာဥပမာဥမေရလေးတွေနဲ့နိုင်ရှင်ချိန်ထိုးပြီးမှစဉ်းစားချင်တယ်ဆိုလို့ရှိရင်တော့ဒါ Wave Power မြန်မာကိုသွားပြီးတော့ဖတ်လို့ရတယ်မေဆိုးကတော့၃ခုလုံးကိုနားထောင်တယ်ပေါ့နော်ဘာဖြစ်လို့တော့ဆိုတော့ခါကျတော့တင်ဆက်သူတယောက်ချင်းစီကနေပေးချင်တဲ့ message တွေကမတူဘူးပေါ့နော် စာအုပ်ကိုကိုယ်တိုင်ဖတ်တယ်ဆိုလို့ရှိရင်เนาะဒါကကိုယူတဲ့ message ရမှာပေါ့သူတို့က book summarize ကိုဖတ်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့အချင်းချုပ်ကိုအနစ်ချုပ်ကိုဖတ်ပြတာဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်ကပေးချင်တဲ့ message တွေကမတူဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့ရတဲ့ message တွေချင်းကလည်းမတူတဲ့ခါကြတော့ကိုတွေက channel တုံးခုလုံးကဖတ်ပြထားတဲ့ဟာတွေကိုနားထောင်နေဆိုလို့ရှိရင်เนาะအတူညီတဲ့စာအုပ်တွေဆိုလို့ရှိရင်เนาะတုံးခုလုံးကနားထောင်တာအကောင်ဆုံးပဲပေါ့မိစိုးအနေနဲ့ personal အရာအာသဘောချမိဆုံး channel ဆိုလို့ရှိရင်เนาะ Theory ဆိုတဲ့အဲ Double Sunrise လောက်ပြီးတဲ့ channel လေးကိုအကြိုက်ဆုံးဖြစ်ပါတယ်။ဒီ Wepawa မြန်မာဆိုလို့ရှိရင်လည်း application ရှိမယ်လို့မေးဆိုထင်တယ်။အဲကိုသဘောကျမိတယ်ဒီကိုကအချိန်မအားဘူးစာအုပ်ဖတ်ဖို့အချိန်မပေးနိုင်ဘူးဆိုလို့ရှိရင်ဒီ book summary တွေကအာဒီနားထောင်လို့အကောင်းဆုံးအ tools တစ်ခုပဲပေါ့နော်။အမေဆိုကတော့ရှင်းရှင်းပြောရရင်ဒီ book summary တွေကိုဘာလို့နားထောင်ဖြစ်လဲဆိုတော့ကိုကိုတိုင်းအခုတလောစာအုပ်မဖတ်ဖြစ်နေဘူး။နောက်တစ်ခုကအခုမေဆိုပြောပြသွားတဲ့ channel ၃ခုလုံးကရတစာပေကို ကိုသူတို့ကဖတ်ပြတာမဟုတ်ဘူးအာဒီဘဝတက်လန်ဒီ mindful mindful ဒီစိတ်နဲ့ပတ်သက်တဲ့ဟာတွေစိတ်ခွန်အားဖြစ်စေမဲ့ဟာတွေ money mindset တွေအဲ့ဒါတွေကိုသူတို့ကဖတ်ပြတဲ့ဟာတွေမင်းဆိုကြတော့ a type ကိုဖတ်နေကြသူမဟုတ်တဲ့အတွက်ကြောင့်မလို့မင်းဆိုအဲ့လိုမျိုးစာအုပ်တွေကိုဖတ်ရတာပြင်းတယ်ဒီရက်ခါကျတော့အာဒီ book summarize လုပ်ပေးတဲ့စာအုပ်တွေကိုမင်းဆို နားထောင်ဖြစ်တယ်ပေါ့အာဒါဆိုလို့ရှိရင်ကိုဖတ်လိုက်တာ ਨੇ အတူတူပဲပေါ့เนาะအာဒီစာအုပ်တွေအတွက်အချိန်လည်းပေးစရာမလိုဘူးဒါပေမဲ့ကိုဖတ်တလိုက်လိုက်တယ်လို့လည်းခံစားစေရတယ်အာဆိုတော့မေဆိုဒီ book summary လုတ်ပေးတဲ့ channel လေးတွေကိုမေဆိုကနားထောင်ဖြစ်တာဖြစ်တယ်အာသူ့ရဲ့အဖြစ်ကဘာလဲဆိုတော့ဖတ်တာကအချိန်မရှိတဲ့သူတွေအတွက်ကောင်းတယ်စာအုပ်တအုပ်လုံးကိုအချိန်မမြန်နဲ့ဒါကိုတပတ်အတွင်းမှာစာအုပ်20ဖတ်ချင်လာရတယ်တအုပ်ကိုကွာမိနစ်30လောက်ပဲအချိန်ပေးဒါဒီစာအုပ်ကိုသိလာဆိုသိတယ်ပေါ့ ဒါကတော့ဒါ book summarize တွေကိုနားထောင်လိုက်တဲ့အတွက်ကြောင့်မလို့ရလာတဲ့အကျိုးကျေးဇူးတွေပေါ့အချိန်အများကြီးပေးစရာမလိုဘူးလိုလကူနားထောင်နိုင်တဲ့ summarize အဲတကယ် key point ကဘာလဲဆိုတာကိုဒီစာအုပ်တရားနဲ့ကိုသိနိုင်တယ်သူအပြစ်ကဘာလဲဆိုတော့အာဖတ်ပြတဲ့သူရဲ့ message ကိုပဲကိုကရမှာကိုကတိတ်တိတ်ချာချာခေးစိတ်တွင်းချဖတ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့တကယ်စာ ရေးတဲ့သူ ပေးတဲ့ message နဲ့ကိုရတဲ့ message ကလွဲကောင်းလွဲသွားနိုင်တယ်ပေါ့နော်ဟိုယူဆချင်လွဲကောင်းလွဲသွားနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဟိုဖတ်တဲ့သူရဲ့ဖတ်ပြတဲ့သူရဲ့ပေးတဲ့ message ကိုပဲကိုရီးယားရမှာပေါ့နော်ဒါကတော့အာဒီ book summary တွေကနေရမယ်အပြက်လေးတစ်ခုပေါ့နော်ဆိုတော့မင်းဆိုဒီနေ့မှာပြောပြချင်တာကအာ sub အုပ်ဖတ်ဖို့အတွက်အချိန်မပေးနိုင်ဘူးဆိုတဲ့သူတွေ ဆိုလို့ရှိရင်ဒီ book summarize channel လေးတွေ audio လေးတွေကိုနားထောင်ကြည့်ပါအဲ့ဒီထဲမှာမိစိုးညွှန်းပေးထားတဲ့၃ခုက wave power မြန်မာရဲ့ရွှေ note ရဲ့နောက်တစ်ခုက ဒီ query ဆိုတဲ့ YouTube channel လေးတွေပေါ့နော်သူတို့တွေမှာ application တွေလည်းရှိကြတယ်တချို့ကကျတော့ book club တွေလည်းရှိကြတယ်ပေါ့နော်ဒါကကိုကနေ့သက်ရာကိုနားထောင်နိုင်တယ်ဒီ book summarize တွေကနေအကုန်လုံးမဟုတ်ရင်တော့မှတချို့တလေတော့မေဆိုတော့ concept လေးတွေတော့အာရကောင်ရသွားနိုင်တယ်ပေါ့နော်ဆိုတော့အချိန်မပေးနိုင်တဲ့သူတွေကိုနားထောင်နိုင်စေဖို့အတွက်မေဆိုက book summary channel လေးတွေကိုမေဆိုကလာညွှန်ပေးတာဖြစ်ပါတယ်ဒါတော့အစနေပြန်ပြီးတော့ချင်းချမယ်ဆိုလို့ရှိရင်ဒီ book summary channel ရဲ့ application တွေက ဒီစာဖတ်သူတွေအတွက်တကယ်အကျိုးရှိလားဆိုလို့ရှိရင်မြစိုးကတော့အရန်ကောင်းတယ်လို့ပြောချင်ပါတယ်ဘာလို့ဆိုရင်ဒါအချိန်လည်းအများကြီးပေးစရာမလိုဘူးကိုမဖတ်ချင်တဲ့စာအုပ်ကိုလည်းအများကြီးချိန်ယူဖတ်စရာမလိုဘူးအဲဆိုတော့အဓိက concept ကိုကိုရလိုက်လားဆိုလို့ရှိရင်ရတယ်အဲ့ဒီထဲမှာကိုကအကယ်၍စာအုပ်မဝယ်ချင်သေးဘူးဒါလေးကိုပဲငါကအရင်ဆုံးနားထောင်ကြည့်မယ်ကြိုက်မှဝယ်မယ်ဆိုလို့ရှိရင်လာလဲဒါပတ်စံအများကြီးမကုန်တော့ဘူးကွာအာဒီလိုအကျိုးကျေးဇူးလေးတွေရှိရတဲ့အကြောင်းမလို့ book summarize လုပ်ပေးတဲ့အဲ application တွေ channel တွေပေါ်လာတာကလည်းအများကြီးကောင်းတယ်လို့မိဆိုထင်ပါတယ်။အဲအခုကတော့မိဆိုကဒါဒီနေ့မှ book summary channel တွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။အာအခု video ကိုကြည့်နေတဲ့သူတွေက book summary လေးတွေကိုနားထောင်ဖြစ်လားပေါ့နားထောင်ဖြစ်တယ်ဆိုလို့ရှိရင်ရောမီဆိုတည်တဲ့ channel လေးတွေအပြင်အခြား channel တွေရှိသေးလားဘယ်သူတွေကနားထောင်လို့ကောင်းလဲဆိုတာကိုမီဆိုကိုပြောပြပေးခဲ့ပါအောင်လို့ request လုပ်ချင်ပါတယ်နောက်ထပ်နောက်ထပ် book review တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် like and share subscribe လုပ်ပေးဖို့လည်းမမေ့ပါနဲ့ရှင်တတား